စိတ်ကြည်လင်မှုရအတွက်အခြေခံနေလှုပ်ဖို့လိုအပ်တယ်ဘာတွေလုပ်ရအဲ့ဒီအခြေခံနေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့နံပါတ်၁စိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ခိရိဝတ္တပဆိုတဲ့တရားကိုရှုဆိုတာတည်ဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာခိရိနဲ့ဝတ္တပခိရိဆိုတာမဟုတ်တာလောကမှာရှက်တယ် ဲ့ဒါကိုပြောတာနော်ဆက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောမှာဆက်တာတော့ဘူးတော့ဆက်မဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်မှာဆက်တယ်မဟုတ်တာပြောမှာဆက်တယ်အခုသူဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏမှာဖြစ်လာမှာဆက်တယ်ညွန်တယ်အခုသူမှန်တယ်မြတ်မုံတီးတယ်ဟောအဲ့ဒါကိုဟိရီလို့ခေါ်တာနော်အခုသူကိုရှက်ဖို့ မဆက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုတ်ပြီဆိုလို့ရှိရင်ဒါမဆက်လို့လုတ်တာလို့ပြောရမှာလူတွေကအဲ့ဒါကိုအဲ့တလောက်ထီအောင်မသိကြတော့လူသားထဲမှာဟိုဟာဒီဟာလုံရင်အချက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအချက်မရှိဘူးဆိုတာကာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ကိုယ်တဏမှာဖြစ်ခွင့်ပေးထားရင်အချက်မရှိဘူးလို့ပဲပြောမှာ ဆက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည်ပြဝဝနားမလဲတဲ့အခါကျတော့အရထဲမှာအဆက်မရှိဘူးဆိုတာမလုံးမချုံဝဋ်တာကိုအဆက်မရှိဘူးလို့ပြောခြင်းမျိုးပဲလူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြည့်ရဲတာတို့အရထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့လိုမျိုးကြတော့အဆက်မရှိဘူးလို့ပြောကြတာ အဲအဆက်မရှိဘူးရဲ့အတိတ်ပဲကိုယ်တဏ္ဍမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအဆက်ရှိဘူးလို့ပဲပြောအောင်ဘာကိုမဆက်တာတော့ဆိုအကုသိုလ်မဆက်တာကိုကလူတော့ဆက်ချင်ဆက်မှာပေါ့အကုသိုလ်ဖြစ်တာအဲ့တော့လူဆက်တာကတစ်မျိုးအကုသိုလ်ဆက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ကိုယ်ပြပြသိဖို့လိုတယ်အကုသိုလ်ရှက်ဖို့လိုတယ် အေးအကုသိုလ်ကိုရှက်ထားကိုဆက်ဆုပ်ထားကိုဟိရီလို့ခေါ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လက်နဲ့ကြောက်တယ်လက်နဲ့ကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမဲ့အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကို စာပေချမ်းကနေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်။တန်တုံးကြီးတတုံးဆိုပါဆို။တစ်ဖက်ကကြီးဖုတ်ထားလို့ရဲနေတယ်။ဟိုတစ်ဖက်ကမစင်အညစ်ကြေးတွေလူးနေတယ်။မစင်အညစ်ကြေးတွေလူးတဲ့ဘက်ကလည်းမကင်ဘူး။ဘာဖြစ်လို့တော့ယွန်လို့ဘီထီထားလို့ဘီပူနေလို့ရဲနေတဲ့ဘက်ကလည်းမကင်ရဲဘူး။ဘာလို့ပူမှကြောက်လို့နောက်မှကြောက်လို့ အမကိုင်းနာခြင်းတော့တူတူပဲပေါ့တော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလုထားရဲကြောက်လို့မလုထားရဲမလုထားခြင်းတူတူပဲဟုတ်ကဲ့လားရွေချက်ကယွန်လို့မလုထားတာတစ်ခုကြောက်လို့မလုထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှိလို့ဆိုတာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းတီလာတွေဟာ ဟိရုအတ္တပမရှိပဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိအတ္တပပဋ္ဌာနံနဲ့ဟိရိအတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အေးအကုသိုလ်လုံးဝမမဆက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူး ဟိရိဝတ္တပဖြစ်လာပြီဆိုလို့ရှိရင်တီလလုံးလာတယ်။တီလရှိလာတယ်ရှိလာတဲ့တီလဟာလည်းခိုင်မြဲလာ။ဒါကြောင့်မလို့ရှင်းဥစွာကုသနာမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်ဖို့ရန်အတွက်ဟိရိဝတ္တပကိုအရင်တီဆောက်ပါလို့ပြောတာအဲ့ဒါဟိရဝတ္တပမှာအရင်မတီးဆောက်ဖဲနဲ့တရားတွေသွားအထုတ် ဟိုအထုတ်အောင်မဟုတ်အထုတ်အောင်ပါတယ်ကောင်းတယ်အခြေခံမပါပဲနဲ့သွားလုံလာလို့ရှိရင်ပြန်လာတဲ့အခါမှာအရက်ထဲမှာဒုံရင်ဒုံရင်မဖြစ်နေတတ်တယ်ဒုံရင်ဖြစ်ရုံမကောင်းဘာလေးပါလာတော့ဆိုမာနာလေးပါလာတယ်ငါတရားထုတ်သူတော့မထုတ်ဘူးအထင်လေးတစ်ခုပါလာပြီအဲ့ဒါအကုသိုလ်ထပ်ပိုးလာတာလို့ပဲခေါ်တယ် စိတ်ဟာစင်ကြဲလာတာမဟုတ်မာနကထတ်တွယ်ကပ်လာအဲ့ဒါမစင်းစားသင့်ဘူးเนาะအဲ့မာနတရားဆိုတာဟာအတုကန္တနာပရဝမ္ဗနာလို့ဆိုရဲဟာအမှန်တမ်းမှမကောင်းတဲ့သဘောဓာတ်လို့ဒီလိုကိုယ်ပုဂ္ဂိုလ်တော့ထင်ကြီးတယ်ချီးမွမ်းတယ်သူများကတော့ထင်သေးတယ်ကဲရှုပ်ချတယ်ဆိုရဲဟာသူတော်ကောင်းကြီးဆက်ဆုပ်တဲ့အမှုအကျင့်တစ်ခုပဲ ဒါကြောင့်မို့အဲ့ဒါမျိုးကိုယ်တန်တယ်မှာမဖြစ်စေရဘူးကိုယ်တန်တယ်မှာအဲ့ဒါမျိုးမဖြစ်စေရဘူးကိုတရားမဲ့ကိုယ်နှလုံးသွင်းလို့ဟောနံပါတ်1ဟိရိဝတ္တပရှုဆိုတည်ဆောက်ပါတဲ့နံပါတ်2ကဘာလောက်ရမှာလို့ဆိုအဲ့ဒါတည်ဆောက်ထားလို့ရှင်ကိုယ်နဲ့ပြုတ်လောက်ရမယ်အကျင့်နေစင်ကြယ်အောင်လို့ ဒါဘာပြောတာတော့ဆိုကာယကံนี่စင်ကြယ်ရမယ်လို့ပြောကာယကံကဘယ်လိုစင်ကြယ်တာတော့ဆိုရင်သူများတဲ့တတ်ချင်းမှရှောင်းတယ်ရှောင်းရုံနဲ့မကဘူးတတ္တဝါတွေပေါ်မှာတနာတယ်ကာယကံစင်ကြယ်တယ်လို့ခေါ်တယ်သူများဥစ္စာခိုးချင်းမှရှောင်းကျင်တယ်မတရားတဲ့အနေနဲ့ယူချင်းမှရှောင်းကျင်တယ်ရှောင်းကျင်ရုံနဲ့မကဘူးသူများပစ္စည်းဆိုလို့ရှိရင်လုံးဝမလိုချင်ဘူးပြိတာကဏ္ဍမှတစ်ပါး ူများပစ္စည်းကိုကဲအောင်လေတယ်ဟောကာယကံမှုစင်ချင်းကာမိတ္တမိစ္ဆာဆာရမရှောင်းနေရှောင်းရင်နေမကဘူးစိတ်နဲ့တောင်မပြတ်မအောင်ပြူဆိုင်နေဟောကာယကံမှုစင်ချင်းအဲ့ဒီစင်ချင်းအောင်အရင်လုပ်တယ်ပြီးတဲ့ခါကျတော့ဗာစင်ချင်းအောင်လုပ်အောင်မလို့ဆိုဝစီတမာဆာရနောက်ကပြောတဲ့ကိစ္စတွေလည်းပဲနောက်ကပြောတဲ့စကားတွေလည်းပဲစင်ချင်းအောင်လုပ် ိမ့်မပြောဘူးမနာပဲပြောတယ်မတည့်အောင်မပြောဘူးညီညွတ်စေတအောင်သာပြောတယ်ဆေးရည်တိုင်းထွာရိုင်းပြတဲ့စကားကိုမပြောဘူးရင်ကြည်ကြည်နားခံသာအောင်ပြောတယ်ကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့တရားစကားလိုဟာမျိုးပြောတယ်ဆိုဟောတာဟာနှုတ်နဲ့ပတ်သက်ပြီးစင်ကြယ်လာပြီလို့ပြောတယ် နောက်တစ်ခုကစိတ်နဲ့ပတ်သက်ပြီးတော့စင်ကြယ်အောင်လုပ်သူများပစ္စည်းကိုကိုယ်ပစ္စည်းအဖြစ်လို့တဲ့လောဘနဲ့ဘယ်တော့မှမတွေးဘူးတစ်ဖက်သားကိုပျက်စီးစေလို့တဲ့ဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူဘာဖြစ်သွားရင်ကောင်းမှာပဲ ਨੇ မကောင်းတဲ့ဟာဖြစ်သွားအောင်ဒေါသနဲ့တွေးတဲ့အတွေ့မျိုးကိုယ်တဏ္ဍာမဖြစ်စေကံဤအကျိုးကိုညင်းပယ်တဲ့နတ္ထိကဝါဒ အဲ့ဒါနဲ့ဆက်နွယ်ပြီးကံကိုညင်းပယ်တဲ့ဒီအကရိယဝါဒကံရောအကျိုးရောနှစ်မျိုးစလုံးညင်းပယ်တဲ့အကရိယဝါဒဆိုတာမျိုးလေးအဲ့ဒါတွေကိုလက်ခံကျင့်သုံးတဲ့မိစ္ဆာဒိဋ္ဌိကိုယ်တဏ္ဍာမရှိသေးဘူးမှန်ကန်တဲ့အမြင်တစ်ခုရှိပြီဆိုရင်စိတ်စင်ကြယ်တယ်လို့ပြောတာနောက်တစ်ခုကတော့အသက်မွေးမှုစင်ကြယ်ရမယ်လူလောကဘဝမှာ လူဖြစ်လာပြီလူလောကမှာလူဖြစ်လာပြီဆိုရင်စာဝတ်နေရေးဆိုတာပြည့်စုံအောင်လုပ်ရတာဒါမှန်တယ်မလုပ်လို့မရဘူးလုပ်အောင်ပါပဲဘုန်းကြီးတွေရဲ့စာဝတ်နေရေးဘာတော့စတဲ့ငန်းကြောင်းစေးစာဝတ်နေလူတွေရဲ့စာဝတ်နေရေးဘာတော့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရဲ့စေဝါဒါပဲလေဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပစ္စည်းလေးပါပဲသို့တော့အခေါ်လေးကွဲတယ် ထိုပစ္စည်းလေးပါကိုဖြစ်ပေါ်လာစေဖို့အကြောင်းတရားကွဲကြလူမလဲစားเสียရှိရမယ်ဝတ်เสียရှိရမယ်နေเสียရှိရမယ်မကြမ်းပါရင်ဆေးဝါးရှိရမယ်ဘုန်းကြီးတွေလည်းဒါပဲပစ္စည်းတွေပါအဲ့ဒါရဖို့ရအတွက်မတရားတဲ့နီလန်းနဲ့လုတ်တဲ့လူမတရားတဲ့နီလန်းနဲ့အသုံးပြုပြီးတော့ရှာတဲ့ဘုန်းကြီးဒါမိစ္ဆာအစီအမံလို့ခေါ်တယ်တပတ်လမ်းကြောင်းအတိုင်း ရှာဖွေတယ်ဓမ္မလမ်းကြောင်းတိုင်ရအောင်ကြိုးစားတယ်ဆိုတမအားရှိဘူးအဲ့ဒါလို့အသက်မွေးမှုနဲ့ပတ်သက်ပြီးတော့လည်းစင်ကြယ်စေရမယ်ဒါစိတ်ဖြူစင်အောင်လုပ်ပြီဆိုလို့ရှိရင်ဒီအချက်တွေဟာရေးကြည့်တယ်လို့သူပြောတယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မျက်စိနာနာလျာကိုစိတ်တို့ခေါ်တယ်အင်းဒရီ၆ပါးကိုထိမ့်သိမ်းဆောင်ဖြောက်ဖို့လုပ်တယ် အိန္ဒြေထိန်းနေဆိုတော့ကြည်ကြနာမကြည်ရဘူးနားထောင်ကြနာမထောင်အောင်ဒီလိုပြောတာမဟုတ်ဘူးအိန္ဒြေထိန်းနေဆိုတဲ့အဓိပ္ပာယ်ကမျက်စိကကြည်စရာကြည်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့လောကလူတွေကမထိန်းဘူးဆိုရင်မျက်စိကနှစ်သက်စရာမြင်ရင်လောဘဖြစ်လိုက်တယ်မုန်းတိစရာမြင်လို့ရှိရင်ဒေါသဖြစ်လိုက်တယ်အတိညာကင်းမဲ့လို့ရှိရင်မောဟဖြစ်တယ်ဆိုတော့ဟောလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက် နာကကြားလိုက်ရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နှာခေါင်းကအနံ့ရအရထဲဆိုသားဆိုဒီဘယ်ငါငပိကြော်တာတော့ငြိုသီးကြော်တာအစပြီးတော့เนาะအနံ့ရလာလို့ရှိရင်လောဘဒေါသဖြစ်တတ်တယ်လေကိုကြိုက်တဲ့ဟာလေးဆိုမှုလိုက်တာပေါ့မကြိုက်တာကြတော့နံလိုက်တာလျာနဲ့အင်အလဲလောဘဖြစ်တတ်တယ်ဒေါသဖြစ်တတ်တယ်မောဟတွေဖြစ်တတ်တယ်ခန္ဓာကိုယ်အထိတွေ့နေလဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ် အဘိဇ္ဇာဒေါမနတလို့ဆိုတဲ့ဒီအကုသိုလ်တွေလာနေတယ်စိတ်ထဲကကြံတွေးရင်လည်းဒါမျိုးတွေလာရတယ်။အော်မျက်စိနာနာမြာကိုစိတ်လို့ခေါ်တယ်။ဆရာဆရာလွှမ်းမိုးပြီးတော့ကြီးစိုးထားတယ်အိန္ဒြေ6ပါးကိုအဲ့ဒီအိန္ဒြေ6ပါးတကား6ပေါက်ကနေပြီးတော့အကုသိုလ်တွေမဖြစ်အောင်တတိဆိုတာနဲ့ဆုတ်ပိတ်ပြီးတော့အသိပညာနဲ့ဖယ်ရှားပစ်နေတာ။ အိန္ဒိယကိုလုံအောင်လုပ်တယ်လို့ဒီလိုပြောတာเนาะအဲ့တော့ဤစနစ်ကိုမသိဘူးဆိုရင်အိန္ဒိယကြီးဆိုတာတချို့ကမျက်လွှာကြီးချပြီးတော့တောင်ကြီးမြောက်ကြီးမကြည့်ပဲနေတာကိုအိန္ဒိယရှိတယ်လို့ထင်နေမှာเนาะသူတွေးချင်ရတွေးရင်မနှိမ်တရေမလုံးဘူးလေဆိုလိုရင်းကအကယ်၍သာမျက်စိကြီးအောက်ချနေတာကိုအိန္ဒိယရတယ်လို့ယူဆမယ်ဆိုလို့ရှိရင် မျက်မမြင်နေအိန္ဒိရနေတာပဲကြည့်မှကြည့်လို့မှမမြင်နဲ့သူတို့အိန္ဒိရလုံနေလို့ပြောလို့ရမရဘူးတကား၆ပေါက်သူကသူပိတ်ထားပဲရှိတယ်အကုသိုလ်ကတော့ဝင်လို့မရလို့သာမဝင်ဘူးဝင်တာပဲရဝင်မှာဝင်လို့ရတဲ့နေရာဝင်နေမှာပဲဟုတ်ကဲ့လားဆိုလိုတာကဝင်လို့ရတဲ့နေရာတွေမဝင်အောင်လုပ်တာဒါကိုပြောတယ် အိန္ဒိယဘာဝနာသုံးပါလေမြတ်စွာဘုရားဒါတိတိမင်းလင်းဟောထားတာရှိတယ်။အဲ့ဒါလို့အိန္ဒိယေသူဂုတ္တဒွါရအိန္ဒိရေတဲ့ကနေအိန္ဒိရေတွေမှာတကားလုံခြုံအောင်ထိန်းသိမ်းဆောင်ရှောက်မှုဆိုတာလိုအပ်တယ်ရှိတယ်။နောက်တစ်ခုကဘာလို့ဆိုရင်ဘောစနိမတ်တင်ညွတ်တာအစာအာဟာရစားတဲ့အခါမှာစဉ္ညံတုံတရားနဲ့စားဖို့လိုအပ်တယ်။ဆိုလိုတာကတော့ကြိုက်လို့စားတာလား စားတဲ့လို့စားတာဒီနှစ်ခုရှိရပါဘာအတွက်စားတာရည်ရွယ်ချက်မှတ်မှာကြိုက်လို့စားတာဆိုမမှန်ဘူးဟုတ်ကဲ့လားစားတဲ့လို့စားအစာရမစားလို့ရှိရင်ခန္ဓာကိုယ်ကြီးတည်တမ်းမှာမဟုတ်ဘူးအလုံးလုံးနဲ့မှာမဟုတ်ဘူးအဲ့တော့ခန္ဓာကိုယ်ဆိုတာသဗ္ဗတ္တအာဟာရထိတိကအာဟာရကြောင့်တည်တယ်စားတဲ့နဲ့ဘာအတွက်စားတယ်ခန္ဓာကိုယ်တည်တမ်းဖို့တက်ရှိဖို့အလုံးလုံးနိုင်ဖို့ဆိုတဲ့ မကန်တဲ့ရည်ရွယ်ချက်တွေကိုတိပြီးတော့စားတာမတင်ညူလို့ခေါ်တယ်ပြီးတော့စားတဲ့အခါမှာလည်းအတိုင်းတားလေးနဲ့အေးကြိုက်ပြီဆိုရင်နင်းကန်စားအစာမကြေယောဂါတွေဖြစ်အဲ့ဒါလည်းအတိုင်းတားတစ်ခု မတိဘူးလို့ပြောလာနော်အဲ့တော့အတိုင်းတားတစ်ခုတိပြီးတော့စားမယ်တဲ့ဒါတွေကစိတ်စင်ကြယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားတော့မယ်ဆိုရင်အခြေခံအားဖြင့်လိုအပ်ချက်တွေလို့ဒီလိုပြောတာ နောက်တစ်ခုကတော့ဇာဂရိယာနုယောဂနုနုကြာကြာကျိုးစာနုနုကြာကြာကျိုးစာမိမိလျော့ရောလှုပ်ချင်တဲ့ခါလှုပ်မလှုပ်ချင်တဲ့ခါနေမဟုတ်ဘူးနုနုကြာကြာကျိုးစာနုနုကြာကြာကျိုးစာတယ်ဆိုကိုယ်တဏ္ဍမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားပြစ်ဖို့ရာချိန်ရှိတဲ့အထက်မှာကျိုးစာပြီးတော့အထောက်အပံ့ ဟောအဲ့ဒါလို့ကြိုးစားတဲ့အစ်မကိလေသာတွေမန္တမြသို့မဟုတ်အာဟုတုမန္တမြတွေအညစ်အကြေးတွေကြီးပြီနိဗ္ဗာန်တရား၅ပါးလို့ခေါ်တယ်အဲ့ဒီအညစ်အကြေးကအဗဓမ္မအရေးပါတယ်ဘာကြောင့်အရေးပါတာတုံးဆိုစိတ်ကိုပူပန်ဆင်းရဲစေတတ်ပြီးတော့ပညာဉာဏ်တွေကိုအပြော့သွားစေအာဟုတုဆိုရင်တော့ပညာကိုအပြော့စေတာပဲ အသိဉာဏ်တွေကိုမှုံဝါသွားစေနိုင်အားပြော့တယ်ဆိုသိဉာဏ်မှုံဝါသွားစေမှုံဝါသွားတဲ့အသိဉာဏ်နဲ့ဘယ်လိုမှန်မှန်ကန်ကန်မြင်နိုင်မလဲမမြင်နိုင်ဘူးတဘာဝကိုမမြင်နိုင်အဲ့ဒါကြောင့်လို့အသိဉာဏ်ကိုမှုံဝါအားပြော့သွားစေနိုင်တဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြရမယ်တဲ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာဘာတွေလဲလို့ဆိုရင်ကျဉ်ညွတ်မှန် နိဝရဏတရား၅ပါးပဲပေါ့အဲ့ဒါကိုမြတ်စွာဘုရားကအသေးစိတ်ဟောထားတာ